ဟိုလေးလာဖို့ဆိုတာဘာမှမခက်ပါဘူးဘာလို့ဆိုဖယ်ရိုစနစ်ကိုကဘာမှာကျင်းတော့နှစ်တထောင်ကျော်ပါပြီဟိုဆွစ်ဇာလန်စကရေကသူတို့လုပ်နေတာနှစ်ထောင်လေးချီပြီရှိယူလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကမယူတတ်တာတခုပြဖယ်ရိုစနစ်ကို2008မှာကျွန်တော်တို့မကျင်းသုံးဘူးလားဆိုကျင်းသုံးနေတယ်ဒါပေမဲ့ကျွန်တော်တို့ကျင်းသုံးလို့ကျင်းသုံးမှကိုနားမလည်တာဘာလို့လဲဆိုတော့2008ကျွန်တော်2008ကိုလာပြီးတော့ promote လုပ်နေတာမဟုတ်ဘူးเนาะကျွန်တော်လည်းမကြိုက်တဲ့အဲမှာသူတို့နဲ့အတူတူဟိုဟာပေါ့ all out တဲ့အဲမှာပါတယ်ဇာယာနှစ်အဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်ဖတ်တော်တွေကနေဥပဒေပြုခွင့်၄၀ချက်ပါတယ်။ဘယ်တိုင်းဒေသကြီးနဲ့ဘယ်ပြည်နယ်က၄၀ချက်ဥပဒေပြုလဲဆိုငါးနှစ်အတွင်းမှာမပြုဘူး။ဘာလို့ထန်ကြည့်နေဟောဒါကြီးပါလို့မလဲကွာ။ရေချိုကငါးပါလဲရေငန်ငါးပါလဲအဲ့ဒါနဲ့ပြဿနာဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့မှာ Federal Senate Federal ပြည်ထောင်စုဆိုတဲ့ဥပဒေကြီးပေါ်လာတာနဲ့ကျွန်တော်တို့ကအကုန်လုံးကောင်းသွားမယ်ဆိုတဲ့ဟာမျိုးမစင်းစမိဖို့လိုပါဘူး။ဖယ်ရိုဆိုကတိဆောက်啊တိဆောက်နိုင်မယ်ထင်ပါရှင့် န်လီကခုအနိုင်ရထားတယ်ငါးနှစ်လုံးမှာလေငါးနှစ်အတွင်းမှာဖီရစနစ်ကိုကျွန်တော်တို့အားလုံးဒီမှာတက်ရောက်လာတယ်လို့ DVB ပြိတ္တာတွေလိုချင်တဲ့ဟာကိုငါးနှစ်အတွင်းမှာလုံနိုင်ရင်တော့အဲအဲ့ဒါတော့ကျွန်တော်ရုပ်တုလို့လုတ်ပြီးတော့ကူးကွယ်တော့မှာပဲဘာလို့ဆိုအဲ့ဒါမဖြစ်နိုင်ဘူးဗျာကျွန်တော်တို့ကတိစောက်ရမှာနံပါတ်1က US အခြေခံဥပဒေမှာ Federal ဆိုတဲ့စလုံးတစ်ခုမှမပါဘူးဒါမှမဟုတ် Federal Time Beach ဖြစ်နေနံပါတ်2ကခုနဆရာဒီကဆရာကြီးပြောတယ် decentralization နဲ့ federation ကိုကျွန်တော်တို့ကမှားနေတယ် အင်ဒိုနီးရှားကဖက်ဒရယ်တိုင်းပြည်မဟုတ်ဘူးဗျ။ဒါမဲ့သူ့ရဲ့ဗဟိုချုပ်ကင်မှုကတော်တော်အားနေတယ်။ဒီမလေးရှားကဖက်ဒရေးရှင်းဒါပေမဲ့ဗဟိုချုပ်ကင်မှုကအင်ဒိုနီးရှားထဲပူကြီးတယ်ဗျ။ဟုတ်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့တိုင်းပြည်မှာပါပေါ်လေ။ခုနဆရာတယောက်ပြောမူးစေးဝါကရင်ပြည်နယ်မှာပေါ်တယ်မဟုတ်ဘူး။ကရင်ပြည်မှာပါပေါ်ဆုံးလေ။အတုဗမာပြည်မှာပါပေါ်လေအတုခဏဆိုလေအတုဟာဟိုဟာလေပစ္စည်းလေအတုအကုန်လုံးကအတုတွေပဲပေါ်တယ်။ အဲ့တော့ကျွန်တော်တို့မလိုချင်တယ်အစ်စ်လိုချင်တယ်အဲ့တော့ဒီမိုကရေစီတော်မှဒီမိုကရေစီစစ်စစ်ဟွန်းစင်မှန်တော့ဒီမိုကရေစီ ပြောတယ်အဲ့ဒါဘာနဲ့ဘာကိုပြတ်သားလဲဆိုကျွန်တော်တို့ရဲ့ဒီနိုင်ငံကြီးဟိုဘောရင်ကြီးမှုရဲ့ဟိုပြတ်ရုပ်ကိုပြတာ Federal ဆိုလဲစစ်စစ်စင်မှန်တော့ Federal ပြီးထောင်စုတယ်ကျွန်တော်အမေရိကန်မှာတက္ကသိုလ်မှာ9နှစ်10နှစ်ဟိုပါကူဘွဲဘွဲလုံးပါကူချန်ပီယံပြတာကျွန်တော်ဆရာတွေမေးတယ် စစ်မှန်သောဖက်ဒရယ်ဆိုတာရှိသလားဆိုတော့ဆရာကပြန်ပြောတယ်မင်းအတူအယောင်ဖက်ဒရယ်ခေါ်လာယူလာခဲ့တဲ့ငါပတ်စံပေးမယ်တဲ့ကျွန်တော်အတူအယောင်ဖက်ဒရယ်လိုက်ရှာတယ်မတွေ့အတူအယောင်ဒီမိုကရေစီလည်းမရှိဘူးအဲ့တော့ကျွန်တော်တို့မှာဒီဖက်ဒရယ်စနစ်ကိုထူထောင်ဖို့ဆိုတဲ့အချိန်မှာကျွန်တော်ခေတ်ထဲမှာကျွန်တော်လူချင်းတဲ့ဖက်ဒရယ်ကိုရကောင်ရလိမ့်မယ်ဒါပေမဲ့ကျွန်တော်သားနဲ့သမီးနဲ့လူချင်းတဲ့ဖက်ဒရယ်စနစ်ကကျွန်တော်လူချင်းတဲ့ဟာနဲ့တူမှတူလိမ့်မယ်အဲ့ဒီဟာလေးတဘောထားနဲ့ကျွန်တော်တို့ရှေ့သွားနိုင်ရင်တော့ကျွန်တော်တို့ အဲကျွန်တော်လူချင်းနဲ့ဟိုပြောတယ်နောက်ပြီးတော့ federal ဆိုတဲ့ဟာဘယ်ကနေလာရဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့သိဖို့တော်တော်အရေးကြီးတယ်လို့ထင်တယ် federal ဆိုတာအင်္ဂလိပ်စကားမဟုတ်သူ latin စကားနေတာလေ federal ဆိုတဲ့ဟာနဲ့ writer ဆိုတဲ့နှစ်ခုကိုပေါင်းထားတာ federal ဆိုတာက fighter ဆိုတာကကိုယ့်ဟာကိုယ်လုပ်တာမမိုးလုပ်နိုင်တာသူဟာသူလုပ်ပါစေ writer ဆိုတာမမိုးမလုပ်နိုင်ဘူးကျွန်တော်လုပ်နိုင်တယ်နှစ်ယောက်စလုံး तू ကမိခွန်းမေးမယ်ကျွန်တော်ဖြေမှဒီ debate ကဖြစ်တာအဲ့ဒါ writers အဲကြောင့် federal စနစ်ဆိုတာ အမတို့ကရင်တွေလုံနိုင်တဲ့ဟာလုံရတယ်လုံနိုင်တဲ့လောက်လုံမလုံနိုင်တဲ့ဟာတော့မတောင်းနဲ့ချင်းတွေအကူကြီးတောင်းရင်တောင်းကျွန်တော်တို့ချင်းတွေနဲ့အမတို့နဲ့နှစ်ယောက်ပေါင်းပြီးတော့လုံနိုင်တဲ့ဟာလုံမယ်အဲ့ဒါ writers မွန်တွေရောဒီမှာပအိုးရော ကရင်ရောလေးယောက်ပေါင်းပြီးတော့လုံနိုင်တဲ့ဟာက writers fighter ဆိုတာကမွန်လုံနိုင်တဲ့ဟာလုံကျွန်တော်လာမရှုပ်ဘူးဒါမှမဟုတ်ကျွန်တော်လာလို့ရှိရင်ပြက်နာတော့မလုံနဲ့ဘာလို့ဆိုကျွန်တော်လည်းချင်းပြီမှာကျွန်တော် လုံနိုင်တဲ့ဟာရှိတယ်ဒီဟာက ferrous နဲ့ရအနှစ်သာရဖြစ်တယ်အဲ့တော့ ကိုတကယ်လုံနိုင်လားလုံနိုင်လို့ရတယ်ဒါဆိုရင်မကြောက်ရရမလို့နှစ်ချုပ်နေနဲ့မြန်မာနိုင်ငံအတွက်ကဘယ်ပုံစံတင့်တော်လဲရှာမြန်မာနိုင်ငံကတခြားတိုင်းပြည်နယ်မတူတဲ့ဟာရန်ကုန်မှာလည်းချင်းရှိတယ်ချင်းတောင်မှာလည်းဗမာရှိတယ်ရခိုင်လည်းရှိတယ်ဆိုတော့ကျွန်တော်တို့ကဟိုပေါ့ compound ဖြစ်တဲ့စနစ်ကနေကျွန်တော်တို့တွားမှရမယ် geography ကိုကျွန်တော်အခြေခံလို့မရတော့ချင်းပြည်နယ်ကနေကျွန်တော်ဗမာတွေမောင်းထုတ်လို့မရဘူးရခိုင်တွေလည်းမောင်းထုတ်လို့မရဘူးပအိုးတွေလည်းရှိကောင်းရှိလိမ့်မယ် ရှမ်းပြည်နယ်ကနေဟာမင်းတို့ရှမ်းမဟုတ်ဘူးဟိုကလို့လို့မင်းအဲ့တော့ compound ဖြစ်တဲ့စနစ်ကနေစနစ်ကနေကျွန်တော်တို့အားလုံးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ federal စနစ်ကိုကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်